အလမဲ့တွေကိုရိုင်းပြချိန်မောင်းခဲ့တာကြောင့် Miss Universe ကနေကန့်ထုတ်ခံလိုက်ရတဲ့နဝတ် ရတမြလုံးမဲမင်္ဂလာပါမာတပန် page ကနေကြေဆွလိုက်ပါတယ် Miss Universe ပြိုင်ပွဲကြီးကဒီနေ့မှာတော့နဝွကြောင့်စတင်ရှင်ပြိုင်စဉ်ကလေးကဂရက်တွေအတော်ထားခဲ့တာဖြစ်ပါတယ်နဝွက MU မှာရှယ်ယာအများဆုံးထည့်ဝင်ပြီးအင်ရှင်နိုင်ငံအနေနဲ့လက်ခံကျင်းပက MGN ကိုချဲ့လဲခြင်းတိုင်းချဲ့လဲဖို့အတွက်စဉ်းစားထားခဲ့တာပါ MU မှာပါနေကြမဟုတ်တဲ့ top 10 voting special dinner season တွေထည့်သွင်းခိုင်းခဲ့သလို MU အလှမယ်တွေကို casino game ကြောင်ညာမှုနဲ့အဖန်စီခံရအောင်လဲဆောင်ရွက်ခဲ့ပါတယ်ဒါရင်မကတိပဲဒီတစ်ခါမှာတော့ MU အလှမယ်တွေထဲက မက္ကဆီကိုအလှမဲ့ကိုကြမ်းတမ်းရိုင်းဆိုင်စွာပြောဆိုခဲ့ပြန်တာပါမက္ကဆီကိုအလှမဲ့က project ခုမှမပါဝင်လို့နဝကလူကြားသူကြားထဲမှာငောင်းငန်းပြောဆိုခဲ့ပါတယ် ဒါကမက္ကဆီကိုအလှမဲ့ကပြန်လဲတုတ်ပြန်ဖြည့်ရှင်းဖို့မတ်တပ်ထရက်လိုက်တာကိုလည်းနဝက်ကသူ့ပြောစကားမပြီးသေးတာကိုထရက်ပြီးပြောရမလားဆိုကောင်ကြမ်းတမ်းရိုင်းဆိုင်တဲ့ဇကားတွေကိုပြောလာခဲ့တာပဲဖြစ်ပါတယ်။အလှမဲ့တွေကိုနဝက်ကသူ့ရဲ့အစီပါအလုံသမားတွေလိုသဘောထားပြီးချိန်မောက်ခဲ့တာဆိုရင်လည်းမှားပါဘူးရှင့်။ဒါကြောင့်အလှမဲ့တွေအကောင်လုံးကဝယုံသုံးကဖြစ်ပြီး MU 2024ရဲ့ Crown Pension အလှမဲ့ Victoria ကဦးဆောင်ကောင်နဝက်မေကွန်းပြောနေတဲ့ခမ်းမတွေကနေထွက်ခွာခဲ့ကြပါတယ်။နဝက်ကခမ်းမထဲမှာတော့သူ့အမိတ်တိုင်းထိုင်စောထိုင်ထဆောထလို့ ုံးမှာ Miss Universe ပွဲကိုဆက်လက် ရှင်ပြိုင်နိုင်မယ်ဆိုပြီးချိန်ချောက်ခဲ့တာပါ။ ။ဒါပေမဲ့အလှမဲ့တွေကလည်းနဝုတ်ကိုဂရုမစိုက်ဘဲခမ်းမအပြင်ဘက်ကိုထွက်သွားကြတာဖြစ်ပါတယ်။ဒီပြဿနာကအတော်ကိုခရက်ကြီးဖြစ်သွားခဲ့ကနိုင်ငံတကာသတင်းတွေမှာလည်းပြန့်နှံ့လာခဲ့တာပေါ့။နဝုတ်ရဲ့ကြမ်းတမ်းတဲ့အချင်းချောက်ဟိဟောက်တန်တွေကိုခံခဲ့ရတဲ့မက္ဆီကိုအလှမဲ့ကဆိုရင်သူ့မှာဘာပြဿနာမှမရှိဘဲနဝုတ်အာဏာပြတာကိုမခံလို့ကြောင်းအခြားအလှမဲ့တွေကိုလည်းကိုယ့်ရဲ့ဂွန်တိတ်ခါကိုအထီးပါမခံဖို့အင်တာဗျူးမှာဖြေကြားခဲ့ပါတယ်။နဝုတ်ကမက္ဆီကိုအလှမဲ့ကိုလူပုံအလယ်မှာပြောဆိုအရှက်ခွဲတာကတချို့သတင်းတွေအရတော့ project တစ်ခုမှမပါဝင်ခဲ့တာကြောင့်လို့ဆို ပေမဲ့သတင်းတချို့မှာတော့နဝကကာစီနိုကြောင်ညာပေးရဲ့အလှမဲ့မလို့မချင်တဲ့ချက်နဲ့တမင်သက်သက်ပြောဆိုခဲ့ရလို့လည်းဖော်ပြရပါတယ်။ဘလို့ပဲဖြစ်ဖြစ်ဒီကိစ္စရဲ့နောက်ဆက်တွဲအနေနဲ့ကတော့နဝကို MU မှာဝင်ရောက်ဆွဖက်ခွင့်မရှိဘူးဆိုပြီးပြိပင်လိုက်တာပေါ့။နဝတယောက်ဘလို့ပဲအင်ရှင်နိုင်ငံပြပြဘလို့ပဲရှယ်ယာစီးရင်ဝင်ဖြစ်နေပါစေ။ဒီတနည်းမှာတော့ MU ကိုဝင်ရောက်ဆွဖက်တာတခုမှမလုံဆောင်ရဘူးဆိုပြီး MU ရဲ့ဥက္ကဋ္ဌကအမိန့်ချမှတ်ခဲ့တာပဲဖြစ်ပါတယ်။အလှမဲ့တွေကအော်ဟစ်ချိန်ပေါင်းပြီးလေးစားမှုမရှိတဲ့အပြုတ်မှုတွေအကြောင်းထိုင်းနိုင်ငံမှာကျင်းပတဲ့84ချိန်မြောက် MU ပွဲတာဝန်ရှိသူ Miss Universe Thailand ဥက္ကဋ္ဌနဝတ် Isara Grace ကတာဝန်များမှဖယ်ရှားလိုက်ကြောင်း MU ပူရဲပိုင်ရှင် Rao ကထုတ်ပြန်ကြေညာခဲ့တာပဲဖြစ်ပါတယ်။လှမယ်ရီအပေါ်မှာအလွဲသုံးစားလုပ်ပြီးချိန်မောင်းခဲ့တာကြောင့်နဝတ်ကတော့ MU မှာနေရာမရတော့တဲ့လူတယောက်ဖြစ်သွားခဲ့တာပါ။ MU ရဲ့ဒီဆုံးဖြတ်ချက်ကိုနိုင်ငံတကာအလှမယ်လောကပရိသတ်တွေတိုင်းကလည်းသဘောကျချပြီးနဝတ်ပေါ်ထားရှိတဲ့သဘောတရားတွေကိုထုတ်ပြနေကြပါတယ်။ဒါအပြင်မြန်မာပရိသတ်တွေကဆိုရင် MGI 2024တုန်းကအခမ်းမကျေတာတွေရှိတာကြောင့် MUO ရဲ့ဆုံးဖြတ် က်ချက်အပေါ်ပို့လို့တော်ဝမ်းသာနေကြတာပါနဝတ်လိုပါလီယာငပိချက်စီပွားရေးဆန်ဆန်အာနာအလွဲသုံးစားလုတ်တက်တဲ့သူကအလောက်မဲ့လောကထဲမှာတော့မရှိသင့်ဘူးဆိုပြီးမှတ်ချက်တွေပေးနေကြတာဖြစ်ပါတယ်ပရိသတ်တို့အနေနဲ့ရောနဝတ်ကို MU ကကန်ထုတ်လိုက်တဲ့အပေါ်ဘလို့ထင်မြင်မိလဲဆိုတာပြပြခဲ့ဦးနော် အလုံးကိုကျေးဇူးတင်ပါတယ်ဆက်လက်ပြီး celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလုပ်ခဲ့ကြပါအောင်ရှင်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ